ခုကျွန်တော်ဒီမှာ12 kW ဒဲကြီးပေါ့နော် single phase meter အခုကျွန်တော်တို့ကဒီဒီကောင်နဲ့ဆန်းတာပေါ့နော်ဒီ S ESCB Tritus နဲ့ဆန်းတဲ့အချိန်မှာဒီ RCCB ကကြာမှာပေါ့နော် RCCB ကကြာမှာဆိုတော့အခုကျွန်တော်တို့ inverter အထွက်ပေါ့အထွက်ဒီကောင်နှိပ်လိုက်ရင်ဒီကောင်ကမကြောက် EPC နဲ့ဆိုရင် မီးလာတဲ့ bypass တုံးနေတယ်ဆိုရင်ဒီကောင်ကကြာတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကြည့်တဲ့အခါမှာ ီမှာ EPC ဝင်လာတယ်ဆိုရင်ဒီကောင် bypass အနေနဲ့ဖြတ်တဲ့အချိန်မှာ neutral မှာမီးမလင်းဘူးပေါ့နော် neutral မှာမီးမလင်းဘူးကျွန်တော်တို့ inverter ကြီးပဲတီးတန်သုံးလိုက်တဲ့အချိန်ကျရင် neutral မှာဒီလိုမီးလေးလင်းလာတယ်ပေါ့နော် neutral မှာမီးလေးလင်းလာတယ် face မှာလည်းလင်းတယ်ပေါ့နော်အဲ့ဒီအချိန်မျိုးကျရင်ဒီကောင်ကဒီ test နှိပ်တဲ့အချိန်မှာမကြဘူးပေါ့မကြတော့ကျွန်တော်တို့ကဒီ neutral ကိုမလုပ်နဲ့ဆိုတော့ ground ချပစ်လိုက်မယ် neutral ground ချလိုက်တဲ့အချိန်မှာဒီဘက် neutral မှာမီးမလင်းတော့ဘူးလင်းတော့ပဲねဒီ ELCB test လေးမှာလည်းဒီမီးလို့လို့ရလင်းလာဒီမှာလည်း RCCB ရှိမှာအဲ့တော့ကျွန်တော်တို့ဒီ ELCB test လေးကိုနှိပ်လိုက်တယ်နှိပ်တဲ့အချိန်မှာဒီ RCCB ကကျသွားပါတယ်